ားလုံးပဲမင်္ဂလာမြဖို့ဘောအစီချန်နယ်ကပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျွန်တော်လီဗာပူးအသင်းနဲ့အက်စွန်ဗီလာအသင်းတို့ရဲ့ပွဲပြီးသုံးသပ်ချက်လေးကိုနည်းငယ်ပြလို့ပြီးသွားချင်ပါတယ်ခင်ဗျာ။ကျွန်တော်လီဗာပူးအသင်းကတော့ကျွန်တော်တို့ဒီပြောရမယ်ဆိုလို့ရှိရင် ဟာတာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီခရစ်စက်ဘဲလီရဲ့ချိန်စာပေါ့လေခရစ်စက်ခရစ်စက်ဘဲလီရဲ့ချိန်စာကိုကျွန်တော်တို့မိခဲ့လေးပွဲစတိုင်းမိပြီးတော့ဒါခရစ်စက်ဘဲလီကိုယ်တိုင်ကပဲချိန်စာဖြည့်ခဲ့လာလို့တော့မှာ ကျွန်တော်တို့ဆိုရမလို့ပုံစံဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ crystal bay လေးကိုစပြီးတော့ရှုံးခဲ့တယ်ပြီးတော့ဒါနောက်ဆုံး color bomb ကမှ crystal bay လေးကိုပြန်ပြီးတော့ရှုံးတယ်ကြားထဲမှာလိပွဲလိပွဲစတဲ့ရှုံးသွားတယ်အဲ့ဒီအတွက်ဒါကျွန်တော်တို့ဒီနေ့အဆွန်ဘီလာနဲ့ပွဲမှာဆိုလို့ရှိရင်အဲ့ဒီပြီးခဲ့တဲ့ crystal bay လေးနဲ့ပွဲမှာဆိုလို့ရှိရင်ဒါညပြအနီစလော့အနေနဲ့လူတွေအများကြီးကျွန်တော်တို့အဓိကကစားသမားတွေချန်ပြီးတော့လူငယ်တွေနဲ့ပဲကျွန်တော်တို့ကန်သွားခဲ့တယ်ရှုံးရှုံးနိုင်နိုင်ဆိုပြီးတော့အဲ့ဒီအဲ့ဒီပေါ်မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အနေနဲ့ဒီပွဲကိုအာယုံ ဘလောက်ထိစိုက်ထားလဲဆိုတော့ကျွန်တော်တို့တီးရတဲ့အတိုင်းပဲပေါ့လေအဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲဒီနေ့ပွဲမှာဆိုလို့ရင်ဒါ MV မှာဒုတိယကြိမ်တော့ဒါရှုံးပွဲမဆက်လောက်တော့ဘူးဆိုပြီးတော့ကျွန်တော်တို့ထင်ခဲ့တဲ့အတိုင်းပဲဒါ2စီးနဲ့ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒါ clean sheet ပါရခဲ့တယ်ပြက်ပြက်တတ2စီးနဲ့နိုင်ခဲ့တဲ့အတွက်ပို့ပြီးတော့ဒါအတင်းတော့ပို့ပြီးတော့ဒါဟိုအပေါင်းလက္ခဏာဆောင်ခဲ့တာလည်းဖြစ်တယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီပွဲပြီးလို့ရှိရင်နောက်ထပ်ဒါ ကျွန်တော်တို့ရဲမထွက်ကိုအိမ်ခွေးမှာဒါချန်ပီယံလိအနေနဲ့ရှင်ပြန်ကစားမှဖြစ်ပြီးတော့ပြီးလို့ရှိရင်တော့ဒါပွဲစဉ်17ပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းတကယ်မန်စီးတီးအင်းရဲ့အိမ်ခွေးမှာတော်ရောက်ရှင်ပြန်ကစားမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒါနီပီယိုင်အာနီစလော့အနေနဲ့ကျွန်တော်တို့လီဗာပူးအသင်းရဲ့ဒီခေါ်ယူထားတဲ့ကစားသမားအသစ်တွေထဲမှာဟူကိုအီဂီဒီဂီတယောက်လောက်ကိုပဲကျွန်တော်ပွဲထုတ် line up မှာထားခဲ့ပြီးတော့ကျန်တဲ့လူတွေကကျွန်တော်တို့ဒါကစားသမား ပြီးခဲ့တဲ့ဒီကျွန်တော်တို့ယာတီကကစားသမားဟောင်းနေပဲပွဲထွက်ကစားခဲ့တာလေကျွန်တော်တို့တွေ့ခဲ့ပေါ့လေဒီဂိုသမားဆိုလို့ရှိရင်တော့ဒါမမတက်စီပြီးပြီးတော့ဘာဖြစ်လို့လဲဆိုတော့အရှင်ဘက်ကတန်ရာရနေတဲ့အတွက်ဂိုသမားမမတက်စီပလီနဲ့ဒါပွဲထွက်ခဲ့ပြီးတော့နောက်တန်းလေးယောက်မှဆိုလို့ရှိရင်ကိုနာဘတ်လီနဲ့ဒါရောဘတ်ဆန်ပြီးတော့ကျွန်တော်တို့ CB ကစားသမားနှစ်ယောက်မှဆိုလို့ရှိရင်ဒါကိုနာတေးနဲ့ဘာဂျယ်ဗန်ဒိုက်ပေါ့ဒါကွင်းလေတပည့်ပစ်ပေါ့ကစားသမားနှစ်ယောက်မှဆိုလို့ရှိရင်ကျွန်တော်တို့ဂရာဘီနဲ့ဒါမာကာတို့ ထုတ်သုံးခဲ့ပြီးတော့ကျွန်တော်တို့ဒီတိုက်စစ်ပိုင်းမှာဆိုလို့ချင်းဟူโกအီဂီတီကီနဲ့ဒါမိုဆာလာကွင်းလယ်မှာဆိုဘိုစလိုင်းဒါဘယ်ဘက်ချမ်းမှာဆိုလို့ချင်းကျွန်တော်တို့ကိုရီကပူတို့နဲ့ပွဲလိုင်းအပ်မှာထပ်ပြီးတော့တုံးသွားတာဒီလိုပုံစံမျိုးကတကယ်ကိုကျွန်တော်တို့ဒါချိတ်ဆက်မိပြီးသားဒီ player တွေလည်းဖြစ်တဲ့အတွက်ညာတော့ပွဲမှာဆိုလို့ချင်းကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ဗောလီဘာပူးအသင်းအနေနဲ့ဒါဆက်ဆက်ဥဆုံးရင်ချင်းမှာဆိုလို့ရှိရင်ဒီ အစွန်ဗီလာရဲ့တချို့ဒါမိုးမန့်နေကျွန်တော်တို့ကိုရနိုင်စေခဲ့တဲ့ဟိုကိုရနိုင်လောက်တဲ့အထိချန့်နေခွင့်ပြုခဲ့ရတယ်ရှိရပါလေဒါပထမ5မိနစ်လောက်မှဆိုလို့ရှိရင်ကျွန်တော်တို့တိုင်ထိသွားတာတလုံးလို့ပြီးတော့ဒီ18မိနစ်လောက်မှဆိုလို့ရှိရင်ကျွန်တော်တို့ဒီအစွန်ဗီလာရဲ့ဒီကောင်တာထက်တံပြန်တိုက်စစ်ကနေပြီးတော့ဒါကျွန်တော်တို့ညာဘက်ချမ်းကနေပြောလာမသိကျွန်တော်နံပါတ်1ကစားလမ်းကကန်ထဲတာကျွန်တော်ဒီ အကြေပနိုင်နဲ့ထိပြီးတော့ဘောလုံးကလမ်းကြောင်းလွှဲသွားပြီမြေဒီကိုသမားကျွန်တော်တို့ရဲ့ကိုမမမာတက်ချက်ပြီးရဆိုလို့ရှိရင်ဒါပုတ်ထုတ်ကာကွယ်နိုင်ခဲ့တယ်ဒီဟာတော့ကျွန်တော်ပထမပိုင်းမှာဆိုလို့ရှိရင်ဒီဘဝအသင်းရဲ့ဒါဖြစ်ဖြစ်ရပုံစံအတိုင်းပဲပေါ့လေဒါအထနေတယ်ပဲပြောရမလားကစားကွက်စပြီးတော့တဲနေတယ်ပဲပြောရမလားပေါ့လေကျွန်တော်ဒီလိုခိုက်တန့်လေးတွေလည်းကျွန်တော်တို့ဒါတွေးကြရလဲဖြစ်ပါတယ်အဲ့တော့ဒီဘဝအသင်းနေနေရတော့ညာတော့ကပွဲမှာဆိုလို့ရှိရင်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ ဒါတူးစည်းဆိုတဲ့ရာလတ်နဲ့နိုင်ခဲ့တဲ့အတွက်လည်းတကယ်ကိုကျွန်တော်တို့နောက်ပွဲစဉ်တွေအတွက်အပေါင်းလက္ခဏာဆောင်ခဲ့ရဖြစ်ပြီးတော့မိုဆာလာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါညပွဲမှာဆိုလို့ရှိရင်တကူသူ့အနေနဲ့ဒါဒီပြောမယ်ဆိုလို့ရှိရင်အက်ဆွန်ဗီလာရဲ့နောက်တန်းကစားသမားနဲ့ကိုတမမာတီနက်ရဲ့ဒီနားလည်မှုလွဲတာနေပြီးတော့ဒါတတရာပဲလှိပ်ဘောလေးတွင်းပေးခဲ့ပြီးတွင်းတွင်းခဲ့ပြီးတော့ဒါလီဗာပူးအသင်းနဲ့ဂိုးပေါင်းဒါတွင်းဂိုးပြိုင်ပွဲဆို200နဲ့ 50ပြည့်မြောက်သွားပြီဖြစ်ပြီးတော့ပရီးမီးယားလိမာဆိုလို့ရှင်လေကျွန်တော်တို့ဒီဂိုးပေါင်း188ဂိုးပေါ့လေဒါဖန်တီးမှု88ကြိမ်နဲ့တန်းပြောမယ်ဆိုလို့ရှင်286ကြိမ်တန်းဂိုးတွင်းဂိုးအစ်စ်ကော286ကြိမ်ဒီ United ကစားသမားဝင်းယူယူနီနဲ့ဒါစံချိန်တူညီသွားခဲ့ပြီလေဖြစ်ပါတယ်အဲ့တော့မိုဆာလာတော့သူသူ့အနေနဲ့ဒါပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှင်ကျွန်တော်တို့ဒါဝေဖန်မှုတွေ ရှိခဲ့ပေမဲ့လည်းဒါ brand phone နဲ့ပွဲမှာဆိုလို့ရှင်လည်းသူ့အနေနဲ့ဒါတကိုးပြန်ပြီးတော့တွင်းယူပေးခဲ့တယ်ဒီနေ့ပွဲမှာဆိုလို့ရှင်လည်းဒါကိုသမားဒီအဆုံးပြီလာကိုသမားနဲ့သူ့ရဲ့နောက်တန်းအမှားနေပြီးတော့ဒါတကိုးတွင်းယူပေးခဲ့တဲ့အတွက်သူဆိုလို့ရှင်လည်းဒါသူ့ကိုယ်သူယုံကြည်မှုဒါနောက်ဆုံးပြီးမြားလိနှစ်ပွဲဆက်တာကိုးပြန်ရရှိလာတဲ့အတွက်သူ့ကိုယ်သူယုံကြည်မှုပြန်လဲပြီးတော့ရှိလာပြီလို့လည်းကျွန်တော်တို့ထင်ရတယ်ပေါ့လေနောက်ပြီးတော့ ီ twin ကိုကြောက်ပဲသူပါဆိုလို့ရှိရင်လည်းဒါကျွန်တော်စံချိန်တွေတစ်ခုတစ်ခုတိုးသွားတဲ့အတွက်ကြောင့်ဒါနောက်ပွဲတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မိုဆာလာအနေနဲ့သူ့ရဲ့ဒီအကောင်းဆုံးပုံစံကိုပြန်လည်ပြီးတော့ရရှိနိုင်ပါစေလို့ပဲကျွန်တော်တို့ဆုတောင်းပေးရမှာညပွဲမှာဆိုလို့ရှိရင်ဒါမိုဆာလာအနေနဲ့တချို့လုံးတွေဖြုံဖြုံတီးခဲ့တာတွေလည်းကျွန်တော်တို့တွေ့ရတယ်ဘိုးဘော်ထောင်ကန်နာတွေဒါအဲ့လိုပုံစံမျိုးတွေလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်နောက်ပြီးတော့ညပွဲမှာဆိုလို့ရှိရင်အဓိက ဒါလင်းနဲ့သုံးတစ်ဆိုပေမဲ့လည်းကစားကွက်ကိုပုံစံမျိုးစုံကစားသွားပြီးတော့ဒါအဓိကတော့ကွင်းလေပေါ့လေကွင်းလေမှာဆိုလို့ရှိရင်ဒါဆိုဘိုနဲ့ဂရာဘီနဲ့မာဂါတို့ရဲ့ဒီ၃ယောက်ရဲ့လှုပ်အားနှုံးနေတာတော်တော်ကြီးကောင်းနေပါလူစားလဲမှုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ89မိနစ်မှာဟူကိုအီဒီဒီဂီနဲ့ဒါထော်ယန်ဗတ်နဲ့ပဲလူစားလဲခဲ့ပြီးတော့ကြံတာတော့ဒီတိုင်းပဲကျွန်တော်တို့ပွဲကိုကစားသွားခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့တချို့ moment လေးတွေမှာတော့ကျွန်တော်တို့ဒီအက်ဆွန်ဗီလာဘက်က ခြံလေးတွေရခဲ့ပေမဲ့လည်းလီဗာပူးအသင်းနေနဲ့အကောင်းဆုံးကာကွယ်အကောင်းဆုံးရှင်းထုတ်နိုင်ခဲ့တာတွေလည်းကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဒါကွင်းလယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမာဂန်နဲ့ဂရာဗီဆိုဘိုရိုရဲ့၃ယောက်ရဲ့လုံအားနှုံးအားဆိုလို့ရှိရင်ညအစွန်ဘီလာရဲ့ကွင်းလယ်ကိုဆိုလို့ရှိရင်ထိန်းချုပ်ပြီးကစားသွားခဲ့တာတွေလည်းကျွန်တော်တို့တွေ့ရတယ်ဗောလေအဲ့တော့ဒီပြိုင်အန်နီဆိုတော့ဒါခေါင်းမမအောင်ဆိုလို့ရှိရင်နောက်ထပ်ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါဖြစ်ချင်တာထပ်ဗောလေဖြစ်တဲ့နာကိုဦးစားပေးအောင်ခုလိုရလက်တွေဆိုးနေတဲ့ချိန်မှာကစားကွက်ကိုကျွန်တော်တို့ စမ်းတလို့လို့ဟိုလူလူကိုအဲ့လိုမျိုးလူတွေကိုကျွန်တော်တို့ဒီသူ့နေရာမဟုတ်ဘဲနဲ့ကစားခိုင်းတာတို့နောက်ပြီးတော့ကျွန်တော်တို့ဒီလူသစ်တွေနဲ့လူဟောင်းတွေနဲ့ကျွန်တော်တို့ဟိုကစားကွက်အချိန်ဆက်မမီသေးတဲ့အချိန်မှာသူ့အနေနဲ့ဒါစမ်းတက်တာတွေပါလေလုံးလို့မတင့်တော်တော့ဘူးပေါ့လေဒါလီဗာပူးတင်းရလဲရလက်ဒီအချိန်လေးတွေစိုးနေတဲ့အနေထားမှာကျွန်တော်တို့ကတော့သူ့အနေနဲ့ဒီပုံမှန်တိုင်းလေးပဲလက်ရှိသူခေါင်းမမပဲနေပေါ့လေဒါလက်ရှိ ထုတ်တဲ့လူစင်းပုံစံမျိုးလေးနဲ့ပဲကျွန်တော်တို့ဒီနိုင်ပွဲလေးပြန်ပြီးတော့ဆောက်အောင်ကစားစေခြင်းနဲ့ကျန်တဲ့ကစားသမားတွေတော့ရံပန်ရက်ကအသုံးပြုပြီးတော့ပေါ့လေဒါအဓိကနဲ့တာမညာသူ့အနေနဲ့ခွဲခြားတည်ငြိမ်ဖို့ဒါလိုအပ်ပြီလို့လည်းကျွန်တော်ထင်ပါတယ်နောက်ပွဲစဉ်တွေမှာဆိုလို့ရှင်နာရီးရဲတို့ဒါမှစီးတီးတို့လိုမျိုးအဓိကဒီလိုပွဲမျိုးတွေမှာမရှုံးအောင်သူအနေနဲ့ဘလို့ကစားရမလဲဆိုတာကိုပလန်ချသိမ့်ပြီလို့ထင်တယ်ဒါမှလည်းကျွန်တော်လီဗာပူးသိမ့်ရဆိုလို့ရှိရင်နိုင်ပွဲတွေဆက်ပြီးတော့ဒါ ရှုံးပွဲတွေနဲ့တဲ့နေအောင်ပေါ့လေအဲ့လိုမျိုးမှလည်းဒါဒီဘာဘူးနေနဲ့အကောင်းဆုံးပြန်လဲပြီးတော့ဒီကမ်ဘတ်ပြန်လာနိုင်မှလည်းဖြစ်တယ်လို့မြင်နေတယ်ပဲဒါညာပွဲစဉ်တွေနဲ့ပတ်သက်ညီကိုရဲ့အမြင်လေးလေးကုံမောင်အောင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ပြောရတဲ့အချိန်မှာလိုအပ်ချက်များရှိခဲ့ရင်လည်းနားလည်ပေးပါလို့မြစ်တဲ့ရခင်ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်